တီချက်ကိုမမေလာတီချက်တယောက်လာမသိဘောနော်အဲ YouTube ရဲ့ဟိုမတ်မှာလာပြီးမှတ်ထားဘောနော်အောက်တိုဘာလတေယူလေးကိုပြပြပေးပါတီချက်ဆိုတော့အောက်တိုဘာလတေယူကတီချက်တို့ခေါင်းစဉ်နှစ်ခုရှိရပေါ့နော်ပွဲတော်များအကြောင်းနဲ့ငားအကြောင်းဆိုပြီးတော့တင်ကန်းစာခေါင်းစဉ်နှစ်ခုရှိရပေါ့ပွဲတော်များအကြောင်းမှဆိုရင်မြမရိုးရပွဲတော်တွေအကြောင်းတင်ရမယ်နောက်တစ်ခါဘာလို့တင်ရမလဲဆိုလို့ရှိရင်တီချယ်တို့ပေါ့ မြန်မာယူရဆိုတရင်ကျုပ်ပွဲတို့เนาะနောက်ခါပွဲဆိုတဲ့အထက်မှာဒီချေလိုမွေးနေ့ပွဲအကြောင်းဒါမျိုးတွေပေါ့เนาะအဲ့မှာအဲဘီးအခရာအနေနဲ့ဘာတွေတင်ရမလဲဆိုရင်မရေဖောက်ဥထုပ်ရေဘာထက်ရှာရေ ရာခောက်ရေတင်ရပါမယ်တင်ရှာဆိုလို့ရှိရင်ဂိန်းကနန်းမှာဆိုရင်7 7 7 3တင်ရမယ်နောက်တစ်ခါအင်္ဂလိပ်စာမှာဆိုရင်ဘာစလုံးတွေတင်ရမလဲဆိုရင် a ရယ် e ရယ် f ရယ် h i ောက်တစ်ခါ K L M N T ဆိုပြီးတော့အဲ့ဒီအခရာတွေတင်ရမယ် အဲအဲပထမပွဲတော်များပေါ့နော်ပထမအပတ်ပေါ့နော်ပထမအပတ်နဲ့ဒုတိယအပတ်ဟိုတီရှယ်တို့နှစ်ပတ်ခွဲထားတာဟိုဟိုကတလမှာတီရှယ်တို့ကပြင်းပြလေးပတ်ရှိတာဆိုတော့ပထမနှစ်ပတ်မှာပွဲတော်များအကြောင်းမှာအဲဘာလီနဲ့တွဲပွဲတော်များအကြောင်းမှာဘာလီနဲ့တွဲတင်ရမလဲဆိုတော့ဒီဘီးတွေတင်ရပါမယ်တီရှယ်ကနောက်ကျလို့ရှိရင်ဒီကီတီတင်ရိုးပေါ့နော်တလချင်းစီရဲ့ဟိုခေါင်းစဉ်နေနဲ့သူတို့တင်တဲ့ဟိုပေါ့နော်တင်ဟွာလေးတွေကိုတည်တံဗီဒီယိုလေးတွေတင်ပေးဖို့အစီအစဉ်ရှိပါတယ်အခုကမိမိတယောက်က လက်တော်တိကျင်းလို့ပေါ့နော်ဒါလေးကိုကြားဖြတ်တင်လိုက်တာပေါ့နော်အဲအဲ့ဒီမှာတတိယဘက်နဲ့စတုတ္ထဘက်မှာဆိုရင်ငါးအကြောင်းပေါ့ငါးမှာဆိုငါးအမျိုးမျိုးသင်ရမယ်အဲ့ဒါတော့ဒီချက်နောက်မှာအကျဉ်းဝင်ပြောလို့ရမယ်ပေါ့နော်အဲပြီးရခရအနေနဲ့ဆိုရင်ဘာတွေသင်ရမလဲဆိုရင်နာဇာဓာတွေအာညဆိုပြီးတော့သင်ရမယ်အဲ့ဒါတွေကဒီဒီတစ်ခေါက်မှတင်ရတဲ့ဟာကြတော့သူကကြတော့ဗာလဲဆိုလို့ရှိရင်ဒီချေတို့ဂျီကိုမှတ်မိအောင်ရဲအစွဲမှန်အောင်အဲယိုယိုပေါ့နော်အကွက်ထဲမှာပဲဆွဲတဲ့ အဆင်မဲ့ရှိပါသေးရဲ့နောက်တစ်ဆင်ပေါ့နော်ဇန်နဝါရီလနဲ့ဟိုဒီဇင်ဘာတို့နော်နောက်တစ်ခါအဲနိုဝင်ဘာဒီအဲနိုဝင်ဘာဒီဇင်ဘာဇန်နဝါရီအဲ့မှာကြတော့တီချယ်တို့လီဆောင်မြင့်နဲ့တိတ်တိတ်ချာချာရေးတဲ့အဆင်ရောက်ပါပေါ့နော်ဒီအဆင်မှာကြတီချယ်တို့ကဟွာပဲရှိသေးရဲ့ဘလူးခေါမလဲသူ့ကိုအစွဲမှတ်မိအောင်နဲ့နောက်တစ်ခါအဲလေးအစွဲတွေမှန်အောင် အဲ့ပထမအဆက်မဲ့ရှိသေးရပါတော့သူအမှတ်မိအောင်ねအဲရေးတက်ပြီးဟိုငင်းအကွက်ထဲမှာဒီတိုင်းလွတ်လွတ်လပ်လပ်ရေးတက်တဲ့အဆက်မဲ့ရှိသေးရဲ့ရှယ်တို့ကအဲတဲပေါ်မှာရေးတာတော့နောက်တစ်ခါအဲစာအုပ်ထဲမှာဆိုလဲအကွက်ကြီးထဲမှာရေးတာမျိုးပဲအဆက်မဲ့ရှိသေးတယ်နောက်ပေါ့နော်ဒီနိုဝင်ဘာဒီဇင်ဘာဇန်နဝါရီနောက်တစ်ကြော့ပြန်တင်တဲ့အခါကျမှတီရှယ်တို့ကလေးကြောင်မြင်းထဲမှာအဲလက်ရေးတွေတက်တက်တက်ရေးတဲ့အဆက်ပေါ့နော် ဒီမြန်မာစာမှမဟုတ်ပါဘူးဒီတင်ရှားတွေရောဒီအင်္ဂလိပ်စာပေါ့နော်ဘီအခရာတွေလည်းအကုန်အတူတူပါပဲအဲနောက်ကြမှာတီရှယ်ကဒီပေါ့နော်ဒီ တလချင်းဒီဒီဒီတခုချင်းစီပေါ့နော်ဒီမှာတင်လို့ရှိရင်ဘယ်တင်ငန်းစာလို့ဘယ်လိုလေးအဲတီရှပ်အနေနဲ့တင်တဲ့ပုံစံလေးတွေပေါ့နော်ပြောပြသွားပါမယ်အဲအိမ်မှာပေါ့နော်ကြောင်းကြောင်းတက်ဖို့အဆင်မပြေတဲ့ကလေးတွေအဲဟိုမှာဖြစ်တဲ့ကလေးတွေအိမ်မှာပြန်ပြီးတော့အိုစဖြစ်လို့ရအောင်ပေါ့နော်တီရှပ်ကနောက်ကျရင်တခန့်ချင်းစီတင်ပေးဖို့အစီအစဉ်ရှိပါတယ်အဲဒီလောက်ဆိုရင်တော့ဒီအောက်တိုဘာရဲ့တင်ယူလေးကိုတည်ပြီးလို့ထင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်